မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဝိုင်းမော်မြို့ပေါ်မှာတခုတည်းကြံနေခဲ့တဲ့စစ်ကောင်စီရဲ့အမှတ်58ခြေလင်းတရင်ခလာရ58ကမေလ28ရက်နေ့ည7:00နာရီဝန်းကျင်ကစပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်58ထဲကနေပစ်နေတာအဝေးကြီးမဟုတ်ဘူးအနည်းရင်ကြပြီးတော့ပောက်ကွဲနေတာဇက်တိုက်ကိုပစ်နေတယ်လို့ဒေသခံတအူးကမေလ28ရက်နေ့ညမှာပြောကြားခဲ့ပါတယ် မြေပြင်တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲနဲ့စေကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်နေခြင်းဖြစ်တယ်လို့သိရပါဗါးဝိုင်းမော်မြို့မှာစေကောင်စီရဲ့အခိုင်အမာတိုက်ရင်တွေအဖြစ်ခမရ3နှစ်တက်နဲ့ခလာရ58ရှိတယ်အမှတ်3နှစ်တက်ခြေလင်တိုက်ရင်ခမရ3နှစ်တက်ကိုမေလ22ရက်နေ့မှာကချစ်လွတ်လိုက်တက်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူခဲ့တယ်အဲ့ဒီတိုက်ရင်ကနေထွက်ပြေးသွားတဲ့စေကောင်စီတပ်ဖွဲ့ဝင်များဟာ ခလိုက်ရ58မှာတွားရောက်ပြီးတော့ပူးပေါင်းနေကြောင်းကိုစစ်ကောင်စီလက်အောက်ခံ Telegram Channel များမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ခလိုက်ရ58ဟာဝိုင်းမော်ကမ်ပိုက်တီလန်ဝိုင်းမော်မြို့အနီးမှာတည်ရှိတယ်လို့သိရပါတယ်။မေလ26ရက်နေ့ညကလည်းဝိုင်းမော်မြို့နယ်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်အရသာပြည်သူအယောက်20ထဲမှနည်းဒဏ်ရာရရှိခဲ့ပြီးတော့တေဆုံးသူအချို့လည်းရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ပူတာဟုတ်ခရိုင်မချမ်းဘောအခြေစိုက်စစ်ကောင်စီရဲ့ခလာရ130တပ်ရဲမှုကိုအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ခလာရ130တပ်ရဲမှုကိုဘလို့ဖမ်းဆီးရမိလဲဆိုတာကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီးတော့ပူတာဟုတ် PDF တပ်ဖွဲ့ကတော့ခလာရ130တပ်ရဲမှုကိုအရှင်လုံးပြီးတော့ဖမ်းလာလို့မေလ29ရက်နေ့ညပိုင်းမှာထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့မတ်လကမချမ်းဘောမြို့နယ်အလံကားကြီးရွာမှာ2018ခုနှစ်ကလေးကတပ်ဆွဲနေတယ်။ ခလာရ1300တက်ကစစ်ကောင်စီတပ်သားများဟာစခန်းကိုဆုတ်ခွာသွားကြတယ်လို့သိရပါတယ်။အလံကားကျေးရွာမှာရှိတဲ့ခလာရ1300အထိုင်တက်ဟာတိုက်ခိုက်ခံနေရတဲ့စွန်ပရာဘော်မျိုးနယ်ကခလာရ46တက်ရင်ကိုတွားရောက်ပူးပေါင်းခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စွန်ပရာဘော်မျိုးမှာရှိတဲ့ချီလင်တက်ရင်46ဗျူဟာကုန်းကိုမေလ9ရက်နေ့မှာ KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကတိုက်ပိုက်ပြီးတဲ့နောက်မျိုးကိုအပြည့်အဝထိန်းချုပ်ခဲ့တယ်လို့သိရပါတယ်။ ပူတာဒေသမှာကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ1နဲ့လက်အောက်ခံရင်းလေးရင်းခွန်ရင်း30ရင်း22နဲ့ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDF KPDF နဲ့ပူတာ PDF တို့စီရေးလှုပ်ရှားနေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဗန္ဒာယီဒုဝန်ကြီးမောင်မောင်ဝင်းနဲ့စစ်ကောင်စီရုံးဝန်ကြီးအောင်နိုင်ဦးတို့ကိုအနာပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီဒူးဝင်ကြီးမောင်မောင်ဝင်းနဲ့စစ်ကောင်စီရုံးဝင်ကြီးအောင်နိုင်ဦးတို့ဟာ NLD လက်ထက်မှာဒူးဝင်ကြီးနဲ့ဌာနဆိုင်ရာအကြီးအကဲများအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေဖြစ်ပြီးတော့စစ်ကောင်စီကအာဏာသိမ်းတဲ့အချိန်မှာစစ်တပ်ကိုဩဇာခံကစစ်ကောင်စီအတွက်ဘလုံးလုံးပေးခဲ့ကြတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။အထူးသဖြင့်စစ်ကောင်စီရဲ့ခန့်အပ်မှုကြောင့်ဝင်ကြီးဖြစ်လာတဲ့သူအောင်နိုင်ဦးဟာနိုင်ငံတကာစီးပွားရေးဆိုင်ရာအခမ်းအနားများမှာစစ်တပ်ဘက်ကနေပြီးတော့ရက်တီကာကွယ်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်။အောင်နိုင်ဦးဟာစစ်ကောင်စီအစိုးရအဖွဲ့ယုံဝင်ကြီးဌာန၁ဝင်ကြီး စီးပွားရေးနဲ့ကုသရေးဝယ်ရေးဝင်ကြီးနဲ့ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝင်ကြီးများအဖြစ်နဲ့ဆောင်ရွက်ခဲ့တဲ့သူဖြစ်ပြီးတော့သူဟာမြန်မာစစ်တပ်မှာ1982ခုနှစ်ကနေ2000ပြည့်နှစ်အထိတာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပြီး2000ပြည့်နှစ်ကနေ2005ခုနှစ်ကြားမှာစီးပွားရေးနဲ့ကုသရေးဝယ်ရေးဝင်ကြီးဌာနမှာမြန်မာစီးပွားရေးခြံထွက်ပစ္စည်းရောင်းဝယ်ရေးဌာနရဲ့လက်ထောက်အထွေထွေမန်နေဂျာအဖြစ်လည်းကောင်း2006ခုနှစ်ကနေ2010ခုနှစ်အထိဝင်ကြီးဌာနများယုံမှရှိတဲ့ဌာနများမှာ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်နဲ့၎င်း2010ခုနှစ်ကနေ2011ခုနှစ်အထိနေဆက်ကုံသွေးဦးစီးဌာနမှ၎င်း2011ခုနှစ်ကနေ2012ခုနှစ်အထိရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ၎င်းတော်ဝင်ထမ်းဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်2012ခုနှစ်ကနေပြီးတော့2019ခုနှစ်ကြားမှာရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့ပြီးတော့2019ခုနှစ်မတ်လ29ရက်နေ့မှာ ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားရေးဆက်သွယ်ဌာနကိုညွှန်ကြားရေးမှူးချုပ်အဖြစ်နဲ့၎င်း2019ခုနှစ်ဧပြီလမှာဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်အဖြစ်၎င်းတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။မင်းအွန်လိုင်းကအာဏာသိမ်းပြီးတဲ့နောက်မှာရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်နဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာခန့်အပ်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်။ယာတို့ကနေအနာပိတ်ခံရတဲ့ဗန်ဒါရေးဒုဝန်ကြီးမောင်မောင်ဝင်းဟာလည်းစစ်အရာရှိဟောင်းဖြစ်ပြီးတော့ တိမ့်စိန်အစိုးရလက်ထက် NLD အစိုးရလက်ထက်တို့မှလူဝင်ကြီးနဲ့ဌာနဆိုင်ရာအကြီးအကဲဖြစ်ခဲ့ကစစ်အာဏာသိမ်းတဲ့အချိန်မှာတော့စစ်တပ်ဩဇာခံပြီးတော့ဗန္ဒာရေးဒုဝန်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းလေဗရန်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအထွတ်အလုပ်လုပ်ပေးနေတဲ့လင်မယားနှစ်ဦးပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ24ရက်နေ့မှာလက်ပန်းမျိုးနဲ့စီတုံးကျေးရွာမှာနေထိုင်နေတဲ့အကြမ်းဖက်စစ်ကောင်စီအထွတ်သတင်းပေးအဖြစ်နဲ့လှုံ့ဆော်နေတဲ့မင်းစော်ဦးနဲ့ခင်မာဂျီတို့ကိုတော်လိုင်းရဲဘော်များကအချိန်ချင်းတရီပင်းနေတဲ့ကြားထဲကနေပြီးတော့ဆက်လက်ပြီးတော့လှုံ့ဆော်နေတဲ့အထွတ်၎င်းတို့ရဲ့နေအိမ်အတွင်းကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာလက်ကင်ဖုန်းများမှာအကြမ်းဖက်စစ်တပ်နဲ့ဆက်သွယ်ထားတဲ့အထောက်အထားတွေကိုတွေ့ရှိခဲ့ရတဲ့အတွက်ကြောင့်မေလ25ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ရာနှစ်ဦးစလုံးတေဆုံးခဲ့တယ်လို့သိရပါဗယ်။တေဆုံးသွားတဲ့လင်းများနှစ်ဦးဟာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများကိုကျွေးမွေးဧည့်ခံခြင်းတော်လိုင်းရဲဘော်များရဲ့လှုပ်ရှားမှုများကိုတရင်ယူခြင်းလမ်းပြပေးခြင်းများကိုပြုလုပ်နေပြီးတော့မင်းစော်ဦးဟာလက်ပံမျိုးနဲ့ကြေးလက်ဦးစီးဌာနကနေပြီးတော့ခန့်အပ်ထားတဲ့မြန်စိမ်းရောင်အတင်းဥက္ကဋ္ဌဖြစ်ပြီးတော့လျှက်စစ်မီတာကားများကိုကောက်ခံပေးနေတဲ့သူဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်မှာပြည်သူတွေရဲ့နေအိမ်တွေကိုကျူးကျော်ဆိုပြီးတော့ဖျက်ဆီးခဲ့တဲ့မြို့နယ်စီဝင်သားယာရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့ည9:23မိနစ်အချိန်နဲ့ည9:48မိနစ်အချိန်တို့မှာလှိုင်သာယာမြို့နယ်အရှိပိုင်းမြို့နယ်ရှစ်ရက်ကွက်မကွေးလမ်းမှာရှိတဲ့လှိုင်သာမြို့နယ်စီဝင်သားယာရုံးကို အဝေးထိမ်းမိုင်းနဲ့နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။တိုက်ခိုက်မှုအောင်မြင်ပြီးတော့မြေပြင်ထိခိုက်မှုအခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗါတယ်။တိုက်ခိုက်မှုကိုဆောင်ရွက်ခဲ့တဲ့ရဲဘော်များဟာလည်းနေရက်ကိုဘေးကင်းစွာနဲ့ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗါတယ်။မင်းညားကဘုံကွဲတယ်၊စီပင်ယုံအပြင်ဘက်ခြံစည်းရုံးမှာကွဲတာလူထိခိုက်မှုတော့မရှိဘူး။တက်တဲ့ရဲကတော့စီပင်ယုံပတ်ပတ်လဲမှာဘုံရှိမရှိစစ်ဆေးသွားတာမျိုးတွေရှိတယ်။လမ်းတွေကိုလည်းပိတ်ပြီးတော့စစ်ဆင်းနေတယ်မင်းညားကအစီအင်းတွေလည်းစစ်တယ်လို့လှိုင်းသားရကဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။ ဒက်ရှဲတို့ရဲ့ထုတ်ပြန်ချက်မှာလှိုင်သာယာမျိုးနဲ့စီပင်သာရေးယုံကစေကောင်စီရဲ့အမိန်ကိုနာခံလျက်အပြင်ပဒံကြိုးကြီးကြီးပါမှာရှိတဲ့ပြည်သူများရဲ့နေအိမ်တိုက်တာအိုးအိမ်များကိုမတရားသဖြင့်အနိုင်ကျင့်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြစ်မှတ်အနေနဲ့တတ်မှတ်ပြီးတော့ဘုံခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်မှာပါဝင်တဲ့စစ်ကောင်စီနဲ့ပူးပေါင်းကပြည်သူများကိုအကြမ်းဖက်အနိုင်ကျင့်နေတဲ့လှိုင်သာယာကလူမိုက်များစစ်ကောင်စီအမြေခံလက်ကင်တို့များကိုဆက်လက်ရှင်းလင်းသွားမှာဖြစ်ကြောင်းကိုဖော်ပြထားကြောင်း သတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ရန်ကုန်မြို့မှာရှိတဲ့ရထားလမ်းဖြတ်နေရာများမှာညအချိန်ခိတ်ဆောင်လုံခြုံရေးများမရှိတော့တဲ့အတွက်မတော်တဆမှုများကြုံတွေ့လာရမှာကိုရင်မောင်းတွေကစိုးရိမ်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အရင်ကအဲ့ဒီမြေထားလမ်းဖြတ်များမှာနေရောညပါခိတ်ဆောင်လုံခြုံရေးများရှိနေပြီးတော့၎င်းတို့ကမြေထားလာတဲ့အချိန်မှာဂိတ်ကိုအဖွင့်ပိတ်ပြုတ်လောက်ကကားနဲ့ရထားမတိုက်မိစေရန်ပြုတ်လုပ်ပေးလျက်ရှိတော်လဲအခုကာလမှာတော့အဲ့ဒီဂိတ်ဆောင်များဟာ မနက်ကနေပြီးတော့ညာဦးပိုင်းအထိသာလာရောက်ကြတယ်လို့ရန်ကုန်မြို့ကန်တွေကပြောဆိုခဲ့ပါတယ်ညာဦးပိုင်းလောက်အထိတော့ရှိတယ်ခုနှစ်နာရီကျော်လောက်ဆိုရင်တော့မရှိတော့ဘူးလို့တာမွေမြို့ကန်တူကပြောပါတယ်ညမထွက်ရအမိတ်မတိုင်မီညာ၈နာရီကနေ၁၂နာရီကြားမှာကုံရထားများလာလေးရှိတဲ့တောင်တကုံမြို့နယ်ကမီးရထားလမ်းဖြတ်တစ်ခုမှာရထားလာတဲ့အချိန်ဂိတ်ဆောင်မရှိခြင်းအပြင်မီးပြတ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ရထားလာတာကိုမမြင်တွေ့ခဲ့ရကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ရင်မောင်းတို့ကပြောဆိုခဲ့ပါတယ်ဟိုတနေ့ကတောင်ပြောင်လမ်းစုံမှာရထားကဖြတ်တော့မယ် ရှေ့ကကားကကောက်ရက်တော့မှတွေ့တယ်မိကလည်းပြက်နေတော့မမြင်ရဘူးယထားကလည်းကုံယထားဆိုတော့မဲမဲကြီးလေလို့သူကပြောပြခဲ့ပါတယ်ညမထွက်ရအမိန့်ရှိခြင်းလုံကြုံရေးစိတ်မချရခြင်းတို့ကြောင့်အဲ့ဒီဂိတ်ဆောင်များမရှိတာဖြစ်နိုင်တယ်လို့ရန်ကုန်မြို့ကန်များကမှတ်ချက်ပြုပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ